ငဖဲမျိုးနယ်တဲကနှဲ့ရီကန်ဗျူဟာမှာစစ်တပ်ကအပြည့်ရက်ကာလအတွင်းလူသူလက်နက်အင်အားစုဖွဲ့နေပြီးနှစ်ဖက်တပ်တွေစိုင်းထားတဲ့အခြေအနေဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါရယ်။နှဲ့ရီကန်အနာကနောက်ဆုံးရအခြေအနေတွေကိုစိုးသူအောင်ကတင်ဆက်ပေးထားပါရယ်ရှင်။မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစပ်ငဖဲမြို့နယ်တွေကနေအိမ်ကံပြူဟာနဲ့ဝင်းကျင်နေရာတွေမှာစစ်ကောင်စီတပ်ကလူသူလက်နက်အင်အားဖြည့်တင်းထားပြီ တော်လိုင်းတက်တွေနဲ့နှစ်ဖက်ဆိုင်ထားတဲ့အခြေအနေဖြစ်တယ်လို့တာဝန်ရှိသူတွေက DVV ကိုပြောပါတယ်။ဒါကြောင့်ပဲတိုက်ပွဲငယ်တွေမကြာခဏဖြစ်ပွားနေပြီးဧပြီ30ရက်မှာတော့စစ်တပ်ရဲ့ကာကင်းတစ်ခုဖြစ်တဲ့ဗဇီယွာကနေနိုင်ကံဘက်ကိုထွက်လာတဲ့စစ်ကြောင်းကိုဗဇီယွာနဲ့၃မှန်လောက်အကွာမှာပူပေါင်းတပ်တွေကတိုက်ခိုက်တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၉ယောက်သေဆုံးကြောင်း CDF အရှူကထုတ်ပြန်ထားပါတယ်။ဟုတ်ကဲ့ကိုနိုင်ရေကမှာစူးဖွဲတာကတော့ဒီအမ်မစ်ကိုပြန်လဲထိုးစစ်စင်ဖို့တော့ကျွန်တော်အနေနဲ့တော့ အတီးပြူပေးလို့မရပါဘူးအဲကျွန်တော်ထင်တာတော့ဒီနယ်ရေကန်ဒီကဒီဘက်ကအဲမခွေးတိုင်းထဲမှာရှိနေတဲ့ကပ္ပစတွေပြီးတော့အမြောက်တက်တွေဓာတ်တွေအတွက်အဲသူဒီခန့်စစ်ပုံစံမျိုးဒီဟာဒီဖြူဟာကုန်းကြကြပြန်လဲစုဖွဲ့ပြီးတော့မှအကာရင်အကာခွဲထားတယ်လို့ပဲကျွန်တော်တော့သုံးသပ်လို့ရပါမယ်ကိုအဲဒီတော်လိုင်းတက်ဖွဲ့နဲ့ဒီနိုင်ကမ္ဘာရှိစစ်သားစစ်ကြောင်းနေနဲ့ဆိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခါလေးမှာတော့ထိတွေ့မှုဖြစ်တာရတော့ရှိပါတယ် နေကန်ကနေမကွေးဘတ်အထက်6မိုင်လောက်သာဝေးတဲ့အဲ့ဒီပစီရွာကဖုံးရင်ကျောင်းမှာတမကူကူကပါစာ2 10 73 14ကတက်တီကအင်အား130လောက်စုဖွဲ့ထားပြီးကျေးရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုလည်းထုတ်ယူရောင်းချနေတယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဆိုပါတယ်အခုဧပြီလထဲမှာတောင်းခန်းကနေပြောင်းလာတဲ့တမကူကူကဗိုလ်မှူးချုပ်နိုင်ဝင်းကလူသူအင်အားစုဖွဲ့နေတာလို့သိရပြီး အမ်းမင်းဘူးလမ်းဟောင်းနဲ့လမ်းသစ်နှစ်ခုလုံးပေါ်ကကြေးရွာတွေကိုစစ်တပ်ကတင်းရှောင်ခိုင်းထားတယ်လို့ဒေသခံတွေကပြောပါတယ်။အခုရပိုင်းတွေမှာတော့လူဝင်ပို့တာတော့မရှိဧကရေးပို့တာရှိတယ်။ပြီးခဲ့တဲ့အဲတပတ်နောက်ကတော့တောက်လျှောက် AI တောက်လျှောက်ပို့ရပါတော့။တောက်လျှောက်ပို့ရနောက်ပြီးတော့ဥစားပြောတဲ့ဟိုကြေးရွာတွေရှောင်ခိုင်းနေရတယ်ဆိုတာလည်းမှန်တယ်။ဟိုရှောင်ကျင်တဲ့ရှောင်မရှောင်ကျင်တဲ့နေဖြစ်လာရင်တော့ငါတို့ဘာမှတာဝန်မယူဘူးဆိုတဲ့ပုံစံမျိုးနဲ့ရှောင်ခိုင်းတဲ့ရွာတွေရှိခဲ့ပါတော့။အဲအပေါ်ကရင်ကတော့ အကုန်မရှိတော့ဘူးပေါ့အပေါ်ဆိုတာဒီနိုင်ငံအနိနာလိုင်းတို့ဒီပစီတို့အဲ့နာမှာရောင်ကျက်စက်ကလေးတွေရှိရမင်းမိုးလေးတွေပေါ့ဒါအပြင်စစ်တပ်ကငလင်ကြောင်းအပြည့်ရထားတဲ့ပြီးခဲ့တဲ့ရက်တွေတုန်းကလည်းနိုင်ငံဗျူဟာကနေ drone တွေလက်နက်ကြီးတွေနဲ့အနီးဝန်းကျင်ကရွာတွေကိုပစ်ခတ်ခဲ့ပါသေးတယ်။မကွေးဘက်အချမ်းပသိမ်မုံရွာလမ်းဘက်မှာတော့ပဒန်းရဲ့တောင်ဘက်6မိုင်လောက်အကွာမှာရှိတဲ့ရွာတွေကိုပါ တင်းရှောင်ခိုင်းတာရှိတယ်လို့ဒေသခံကဆက်ပြောပါတယ်။အေအေနဲ့တော်လိုင်းပူပေါင်းတပ်တွေကလားနဲ့ချီချာထိုးစစ်ဆင်နေရတဲ့နေကန်လေချောင်းရံကာကွယ်ရေးတပ်ဟာမကွေးတိုင်းတွေကကပ္ပဆာစက်ယုံတွေအတွက်အရေးပါတာကြောင့်စစ်တပ်ကလည်းလူဝင်အားထောင်ကနန်းထိအခိုင်အမာခံစစ်ပြင်ထားတာဖြစ်ပါတယ်။ဒီကိစ္စရင်နဲ့ပတ်သက်လို့အသေးစိတ်အချက်လက်တွေကိုအာရခတ်တော်အေအေနဲ့စစ်ကောင်စီဘက်ကလူတို့ကိုထုတ်ပြန်အသိပေးတာမရှိသေးပါဘူးခင်ဗျာ။ကျွန်တော်စိုးသူအောင်ပါ။